မြို့ပြည်သူညီကောင်မောင်မောင်များအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေဗျာအကျွန်တော်မြန်မာ National Post ကနောင်တော်လေးပါအကျွန်တော်သတင်းတွေကိုပုံမှန်အားဖြင့်ညပိုင်းမှာတင်ဆက်ပါတယ်ဒီညပိုင်းတွင်မှာတော့ခီးသွားတာနဲ့ပုံမှန်မတင်ဆက်ဖြစ်တဲ့အတွက်ကြောင့်နေကင်းပိုင်းမှာပဲအကောင့်နှုတ်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်ပေါ့ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တော့ရွှေဘူ PG ရဲ့အကြံဖတ်ပွဲကဖန်ဆီးထားတဲ့ဆရာတော်ဒေါက်တာဝိတုဒ္ဒကိုပြန်လွှတ်ပေးဖို့မြစ်တာရက်ခံကြောင်းဆရာတော်အရှင်သူနန္ဒမိန်ကြားတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်အဒီအခြေအနေကအားလုံးသိပြီးသားဖြစ်ပါတယ်ဆရာတော် ဒေါက်တာဝိတုဒကအိန္ဒိယကနေပြန်လာတယ်ပြန်လာတဲ့အခါမှာရွှေဘူကဆရာတော်ရဲ့အကြောင်းမှာကထိန်ပွဲရှိတဲ့အတွက်ပြန်လဲကြွရောက်တယ်ကြွရောက်ရင်းနဲ့ပဲ PD ရဲ့အကြံဖတ်သမားတွေရဲ့ဖန်ဆီးခြင်းခံရတယ်တရင်နေရတော့ဆရာတော်ဘူ PD ရဲ့အကြံဖတ်သမားတွေကလူဝေလဲလိုက်တာမျိုးအဲဒီလိုအခြေအနေတွေလည်းကြားသိရတယ်ပေါ့ဗျာဒီဆရာတော်ဝိတုဒနဲ့ပတ်သက်ပြီးတော့ဆရာတော်ရှင်ဒုနန္ဒာတို့ကလည်းဒီ PD ရဲ့အကြံဖတ်ဖွဲ့တွေအနေနဲ့ဆရာတော်ကိုဖန်ဆီးထားတဲ့အခြေအနေကနေပြန်လဲ လွတ်ပေးဖို့မေတ္တာရက်ခံတောင်းဆိုဖို့ရှိတယ်ဆိုတာလေးသိရတဲ့အတွက်ကြောင့်ကျွန်တော်ဒီကနေ့မနက်ပိုင်းကဆရာတော်ဥတုနန္ဒကိုဆက်သွယ်ပြီးတော့မေးမြန်းလျှောက်ထားခဲ့တယ်ပေါ့နော်ဆရာတော်မိန့်ကြားတာကတော့ဆရာတော်ရုပ်ဘကတခုခုလုံလိုက်လို့ရှိရင်ဖန်စီကန်တာရတဲ့ဆရာတော်အတွက်အစိုးရရတဲ့အခြေအနေမျိုးဖြစ်မယ်ပေါ့ဗျာအဲဒါမေတ္တာရက်ခံတောင်းဆိုမယ်ဆရာတော်တွေအနေနဲ့ရွှေဒဂုံဘုရားမှာဘုရားဝတ်တမေတ္တာတုတ်မောရတုတ်ရွတ်မယ်ပြီးတဲ့အခါမှာဒီပြည်ရဲ့အကျန်းဖတ်အဖွဲ့အနေနဲ့ဒီဆရာတော်ကိုပြန်လှုပ်ပေးဖို့တောင်းဆိုမယ်ပေါ့ ဆရာတော်ကဒီရွှေဘုံမှာလည်းဗရာဟိတကျောင်းထောင်ထားတယ်နောက်တစ်ခုကအိန္ဒိယမှာလည်းကျောင်းတည်ထောင်ထားတယ်နှစ်နိုင်ငံသာသနာပြုနေတယ်ဒီလိုဆရာတော်တပါးကိုဖန်ဆီးခြင်းဟာပြည်တွင်းပြည်ပနိုင်ငံတကာမျက်နှာစာမှာလည်းမကောင်းဘူးပေါ့နော်ဒါကိုပြည်ရဘက်ကတည်စေခြင်းနဲ့အဓိကဦးစင်းတို့ကအထူးကဲ့နှင်နာမှုတွေမဖြစ်စေလိုဘူးဒါကြောင့်မေတ္တာရက်ခံတောင်းဆိုမှာပါဆိုပြီးတော့မိန်ကြားတယ် ဒီဆရာတော်ဥဝိတုဒ္ဓကိုဖန်ကြီးထားတဲ့အခြေအနေနဲ့ပတ်သက်လို့သိရတာကဒီဆရာတော်ကကထိန်ပွဲအတွက်ပြန်လာတဲ့အချိန်မှာဖန်စီတာကတော့ကင်းပြဂိတ်မှာရှိတဲ့ PDF အဖွဲ့ကဖန်စီထားတယ်အဲကောင်ကမင်းသားကြီးဆိုလားမင်းသားဆိုလားပေါ့ဗျာနော်အဲဒီကောင်ကဖန်စီပြီးတော့ရခင်ရှိနေပေါ့ယခုအချိန်မှာတော့ PDF အဖွဲ့ကိုဥဆောင်နေတဲ့အမျိုးသမီးစုကြီးအဲ့ဒီအမျိုးသမီးဥဆောင်တဲ့ PDF အကြံဖတ်အဖွဲ့မှာဖန်စီထားတယ်လို့သိရတယ် အဲ့ဒီမှာဖမ်းဆီးခံထားရတဲ့အခြေအနေကလည်းဒါသူတို့ကိုတောက်ခံအားပေးခြင်းမရှိတဲ့ရဟန်းရှင်လူပြည်သူယာကနန်းနဲ့ချီပြီးတော့ရှိတယ်လို့သိရတယ်ပေါ့ဗျာအဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဆရာတော်တွေဘက်ကရေးသားပေါ်ပြနေကြတာတွေကိုလည်းတွေ့ကြတယ်တွေ့ရတယ်အဲ့တော့ main game ဘက်ကဆရာတော်တွေဘာရေးထားတာကိုကျွန်တော်ဆက်ဆက်ပြီးတော့တင်ပြမယ်ဆိုရင်ဆရာတော်ကရေးထားတာတော့ကျွန်တော်တို့မီဒီယာတွေကိုတက် AI ပေါ့ဗျာနော်ဒါခေါင်းစဉ်တက်ပြီးတော့ကိုရေးသားထားတာပဲဖြစ်ပါတယ်ဒီဆရာတော်ရဲ့ရေးသားပြောဆိုချက်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဘက်က ွားရောက်မှုတွေတာဝန်လေဟင်းမှုတွေဖြစ်ခဲ့တဲ့ဆိုဖြစ်ခဲ့သည်ရှိသောတောက်မှန်ပါတယ်ပေါ့ဗျာတပည့်တော်လည်းဒီအပိုင်းတွေမှာကြီးတွာလာနေတဲ့အတွက်ကြောင့်အဲဒီလိုအရေးကြီးတဲ့သတင်းပေါ်မှာအာယုံထားပြီးတော့ဆောင်ရွက်ရမယ့်ကိစ္စအာယုံထားပြီးတော့ဆောင်ရွက်နိုင်တဲ့အနေအထားမျိုးမရှိခဲ့ဘူးပေါ့နော်အဲ့တော့ဆရာတော်မင်းကင်းဆရာတော်ရေးသားထားတာကမီဒီယာတွေမီဒီယာပိတကြရဲ့လားတဲ့ အိန္ဒိယနိုင်ငံမှာမြန်မာဖုန်းတော်ကြီးကြောင့်တီထောင်ပြီးတာနာပြုနေတဲ့ဆရာတော်ကိုလက်နက်ကင်ဖွဲ့တစ်ဖွဲ့ဖမ်းဆီးထားတဲ့သတင်းကအွန်လိုင်းမှာပြန့်နှံ့နေတာတပတ်ရှိသွားပါပြီ။ဒီနေ့အထိလည်းပြန်လွတ်မယ်ဆိုတဲ့သတင်းမကြရဘူး။ဆရာတော်ဖမ်းခံရတဲ့သတင်းကိုကြုတ်တုတွေ့တယ်လို့မီဒီယာတွေလည်းတွေးကြပါမှာ။ဒါပေမဲ့အရေးမကြီးဘူး၊မအော်ကြဘူး၊မဖော်ပြကြဘူး။ဆရာတော်ရဲ့နေရာမှာအခြားဘာသာတွေရဲ့ဘာသာရေးခေါင်းဆောင်တယောက်ဖြစ်ကြည့်တပတ်မကြစေရဘူး။မိနစ်ပိုင်းအတွင်း မီဒီယာအသီးသီးမှဘလူပြန်အောင်အလူအရက်ဖော်ပြကြလိမ့်မယ်ဒါမှမဟုတ်ဖန်ဆီးတဲ့အဖွဲ့ကသူတို့အမြင်ကပ်နေတဲ့အဖွဲ့ဖြစ်ကြည့်အလူအရက်တရင်တင်ဆက်ကြမှာအသေးချပါပဲဒါကတော့ဆရာတော်ကအပြည့်ဖြတ်မီဒီယာတွေကိုရည်ရွယ်ပြီးတော့ရေးသားပြောဆိုတဲ့သဘောမျိုးမြင်တွေ့ရပါတယ်အခုတော့ဆရာတော်ကန်ဆိုးတယ်ဗုဒ္ဓဘာသာရဲ့ဘာသာရေးခေါင်းဆောင်တယောက်ဖြစ်နေတာကမီဒီယာတွေရဲ့မျက်ကွယ်ပြုစရာဖြစ်သွားခဲ့တယ်မီဒီယာတွေမီဒီယာပီတာစေခြင်းနဲ့ပြည်သူအတွက်အကျိုးပြုတဲ့မီဒီယာတွေဖြစ်စေခြင်းနဲ့ ။မနေ့ကပဲကမ္ဘာကျော်မီဒီယာကြီးတစ်ခုဖြစ်တဲ့ BBC ရဲ့ထိပ်ပိုင်းကောင်းဆောင်နှစ်ယောက်ကိုသူတို့အမှားအတွက် BBC ကနေအနားယူတဲ့အကြောင်း BBC ကကြေညာပေးသွားတယ်။ကမ္ဘာကျော်မီဒီယာကြီးတောင်ကလင်ကကြစ်လုံသေးတယ်ဆိုရင်တမ်းမဝင်ပေါင်းဝင်တဲ့မီဒီယာတွေဘလောက်ထိကလင်ကကြစ်လုံးလိမ့်မလဲဆိုတာစဉ်းစားတာကြည့်ပြီးတော့တဲ့မီဒီယာတွေမီဒီယာပီတာကြစမ်းမှာပြည်သူအတွက်ပဲယက်တီကြစမ်းမှာပြည်သူကအားကိုးရတဲ့မီဒီယာတွေဖြစ်အောင်ကြိုးစားကြစမ်းမှာ ပြည်သူကိုပြည်သူလိုမြင်ပြီးပြည်သူတွေရဲ့နှစ်နာမှုအတွက်ဘယ်လိုပြည်သူမျိုးပဲဖြစ်ဖြစ်ရဲရဲဝံ့ဝံ့ယက်တီပေးကြစမ်းမှာပြည်သူတွေရဲ့ထိခိုက်နှစ်နာမှုမှန်ရင်ဘယ်ဖွဲ့စည်းကပဲလှုပ်လို့ရှေ့ထွက်ပြီးအော်ပြကြစမ်းမှာဒီလိုရေးသားဖော်ပြပါတယ်။အဲဆရာတော်ဗျာတပည့်တော်တို့ကဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်တစိုင်းအားဖြင့်တပည့်တော်တို့ဆရာတော်တန်ဃာတော်တွေကို PDF ကြံဖတ်ဖွဲ့တွေကတိုက်ခိုက်တပြတ်ဖန်စီတပြတ်ဒီလိုလှုပ်တဲ့ဖြစ်စဉ်တွေကိုဖော်ပြခဲ့ပါတယ်။တချို့တချို့သောကိစ္စတွေမှာတပည့်တော်တို့က ဒီထောက်ထားရတယ်ဆိုတာမိမိတို့ရဲ့ပြောဆိုမှုကြောင့်ဒီဆရာတော်ပေါ်မှာဒီလူစိမ့်မရှိတဲ့ဟာတွေကရုံမှာရိုင်းဆိုင်တဲ့အခြေအနေမျိုးဖြစ်သွားမှာမျိုးကိုလည်းစိုးရင်ရပါတယ်ပေါ့ဗျာအပေါ်စီချင်းလို့ကြောက်ရွံ့ဒုက္ခမှာပို့ပြီးတော့လေးတဲ့အဖြစ်မျိုးလဲဖြစ်မှာကိုစိုးတယ်ပေါ့လေဒါကတော့ဆရာတော်ရဲ့ရေးသားဖော်ပြချက်ကတော့ပြည်ဖြတ်မီဒီယာတွေကိုကြီးရဲရေးသားဖော်ပြတဲ့သဘောမျိုးဖြစ်ပါတယ်ဖြစ်လိမ့်မယ်လို့ယူဆပါတယ်ပေါ့ဗျာတပည့်တော်တို့အနေနဲ့ကတော့ဒီလိုလုပ်ရမျိုးတွေကိုဘယ်တော့မှလည်းလက်မခံဘူး အမြဲတမ်းလဲစန့်ကျင်ခဲ့တဲ့တာဝန်ရှိသူတွေအနေနဲ့လည်းဒီလိုကိစ္စတွေပေါ်မှာအလေးထားပြီးတော့အကြံဖတ်နိုင်နည်းကိုဆောင်ရွက်ပေးဖို့တောင်းဆိုခဲ့တာမျိုးပဲရှိပါတယ်ပေါ့ဗျာအခုဖြစ်စဉ်ဖြစ်ရတဲ့ပတ်သက်လို့လည်းကျွန်တော်ကဆရာတော်ဦးသူနန္ဒာရဲ့မိန့်ကြားချက်ကိုလည်းကျွန်တော်တင်ပြပေးပါပြီဒါကမင်းကင်းဆရာတော်ရဲ့ရေးသားဖော်ပြချက်ကလေးကိုကျွန်တော်ကူကားပြီးတော့ဖော်ပြတာပါအဲကျွန်တော်ရွှေဘူရွှေဘူမကြာခဏဒီဒေတာကန်တွေကကျွန်တော်ကိုသတင်းတွေပေးပို့ပါတယ်ဒါပေမဲ့သတင်းအတိုင်းကိုကျွန်တော်ကကွန်ဖန့်လုပ်ပြီးတော့မပြောပါဘူးသတင်းအတိုင်းကိုလည်း ကျွန်တော်မတင်ဆက်ပါဘူးတာဝန်ရှိသူတွေဘက်ကိုပို့တင်တဲ့တင်ဆိုရင်ကျွန်တော်ပို့ပေးပါတယ်တာဝန်ရှိသူတွေဘက်ကဘယ်လိုဆောင်ရွက်လဲအဲလေးထားပြီးဆောင်ရွက်ခြင်းရှိမရှိဆိုတာလည်းကျွန်တော်တို့အနေနဲ့မသိရပါဘူးတကယ်တော့ကျွန်တော်တို့ကဟိုတာဝန်နဲ့လုံပိုင်ခွင့်ပေါ်မှာအခြေခံပြီးတော့လုပ်နေတာမျိုးမဟုတ်ဘဲနဲ့မိမိတို့ဒီအများပြည်သူအကြံဖတ်ပေးရနေရမကြောက်ရောက်ဖို့အကြံဖတ်ပေးရနေရကြောက်ရောက်လာနိုင်ရရှိတဲ့အခြေအနေတွေကိုတာဝန်ရှိသူများချိန်တဲ့တပြေးညီကင်တွယ်နိုင်စေဖို့နိုင်နေနိုင်စေဖို့ဒီလိုတင်ပြတာပေါ့ဗျာ။ အဲဆိုတော့ဒီရွှေဘုံနယ်မှာကာလရှည်ကြဒီလိုအခြေအနေမျိုးဖြစ်နေတယ်ယခုလက်တော်ဆိုရင်ပဲဒီအိန္ဒိယပြန်ဆရာတော့အခုလိုအခြေအနေမျိုးရင်ဆိုင်ကြုံတွေ့နေရတယ်ရွှေဘုံမြို့နယ်အာနာပိုင်းနေရွှေဘုံမြို့နယ်အာနာပိုင်းနေနော်ဒီလိုကိစ္စမျိုးဖြစ်လာရင်မိမိတို့အပေါ်မှာတာဝန်မရှိဘူးလားကျွန်တော်ကဒီလိုတော့မေးခွန်းထုတ်ချင်ပါတယ်ကျွန်တော်ကပြဿနာတစ်ခုဖြစ်တိုင်းဟိုနိုင်ငံတော်ကထိုင်ပြီးတော့ဆဲတဲ့အဲ့လိုမျိုးတော့ကျွန်တော်တို့လည်းလုပ်လို့မရဘူးပေါ့လေတက်ဆိုင်ရာတက်ဆိုင်ရာမြို့နယ်ဒေသအလိုက် ကြံဖတ်နေနေရေးအတွက်လမ်းညွှန်ချက်တွေပေးထားတယ်လမ်းညွှန်ချက်တွေပေးထားတာမျိုးမရှိဘူးဆိုရင်တော့ကျွန်တော်တို့ကနိုင်ငံတော်အကြီးအကဲတွေကိုပြစ်တင်ပြောဆိုရမှာပေါ့ကျွန်တော်တို့ဒီနေ့ဒီချိန်တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးကိုတမတော်အကြီးအကဲတွေခေါင်းဆောင်တွေတွားရောက်တဲ့အခါမှာဒေသတည်ငြိမ်အေဂျင့်ကြီးအကြံဖတ်ပေးရတဲ့ကင်းရှင်းရေးလက်နက်မဲ့ပြည်သူများအနိုင်ကျင့်စော်ကားခံရမှုမရှိစေရေးတက်နယ်အလိုက်တက်နယ်အလိုက် အကြံဖတ်နေနေရေးကိုအလေးထားဆောင်ရွက်ကြဖို့ဆိုတဲ့လမ်းညွှန်ချက်တွေပေးထားတယ်။အဲ့တော့ဒီစကိုင်းတိုင်းဒေသကြီးအဒီရွှေဘိုတို့လိုအရာတော်တို့လိုအဲ့ဒီဒေသတွေမှာအကြံဖတ်လှုံ့ဆော်မှုကရှိနေသေးတယ်။အကြံဖတ်သမားတွေကအပြင်းအထန်ပြည်သူတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေသေးတယ်ဆိုရင်အဲ့ဒီဒေသမှာတာဝန်ယူဆောင်ရွက်နေတဲ့တက်နယ်အလိုက်တာဝန်ရှိသူတွေကနိုင်ငံတော်အကြီးအကဲတွေရဲ့လက်ညှိုချက်တွေပေါ်မှာဘယ်လိုသဘောထားလဲဒီလိုလဲမေးခွန်းထုတ်စရာရှိပါတယ်ပေါ့အဲဆိုတော့ ရွှေဘူအာနာပိုင်နေဆရာတော်တန်ဃာတော်တွေကတော့ဒီအကျောင်းဖတ်သမားတွေဖန်စီခံထားရတဲ့ဆရာတော်ဘေးရန်တွေကင်းစွာလွမြောက်လာဖို့ဟိုမြေတားရခံတောင်းဆိုမှုတွေလုပ်နေကြတယ်။တာဝန်ရှိသူများအနေနဲ့ကလည်းမိမိတို့တဆွမ်းသမျှကူညီဆောင်ရွက်ပေးကြပါဦး။တမတော်ကဒီအကျောင်းဖတ်နေနေရေးနဲ့ပတ်သက်လို့စွမ်းနိုင်မှန်းကျွန်တော်တို့သိတယ်။တချို့ဒေတာတွေမှာစွမ်းနိုင်ပါလျက်နဲ့မစွမ်းကြတာ အဲ့ဒါကမေးခွန်းထုတ်ကြတာဖြစ်နေတာပါဒီနေ့ဒီချိန်ထိဒီစကိုင်းတိုင်းဒေသကြီးထဲမှာဒီလိုပဲဒီလိုပဲအဖြစ်မျိုးတွေကစက်တိုက်စက်တိုက်ကြုံတွေ့နေမှာဆိုရင်အများပြည်သူကအထင်လွဲမြင်မှာဖြစ်စရာအကြောင်းရှိပါတယ်အဲ့တော့ရွှေဘူအာနာပိုင်းကိုပြောရမလားရွှေဘူမြို့အပါအဝင်စကိုင်းတိုင်းဒေသကြီးအာနာပိုင်းတွေကိုပြောရမလားပေါ့ဗျာနော်ကျွန်တော်တို့ကတော့အပြူသဘောဆန်ဆန်ပြောပါတယ်ပေါ့ဗျာအဲဆရာတော်ဦးဝီတူရတီ ဒီမြန်မာနိုင်ငံမှာလည်းပရာဟိတလုပ်ငန်းတွေဆောင်ရွက်တယ်လို့အိန္ဒိယနိုင်ငံဘက်မှာလည်းသာသနာပြုလုပ်ငန်းတွေဆောင်ရွက်နေတဲ့ဇာတော်တစ်ပါးဖြစ်တဲ့အတွက်ကြောင့်ဘေးရန်တွေကင်းရှင်းစွာလွတ်မြောက်လာစေဖို့အားလုံးကမျှော်လင့်ပါတယ်။ဇာတော်တန်ဃာတော်များကမီဒီယာများအပေါ်ဟူလူထောက်ပြပြောဆိုတဲ့အတွက်လည်းတပည့်တော်တို့အနေနဲ့လည်းဟောဗျာတာဝန်မကင်းဘူးလို့ယူဆမိပါတယ်ဗျာ။တပည့်တော်တို့ကတာဝန်နဲ့လုံပိုင်ခွင့်ရှိသူတွေမဟုတ်ဘဲနဲ့တာဝန်နဲ့လုံပိုင်ခွင့်ရှိသူတွေဒီအကြံဖတ်နေရင်းရေး ဒေသတည်ငြိမ်အေဂျင်စီအပြစ်မဲ့ပြည်သူများယခုကဲ့သို့အတိဒုက္ခမကြုံတွေ့စေရေးကိုသာအလေးထားဆွေးနွေးတင်ပြနိုင်တဲ့အခြေအနေမျိုးပဲရှိပါတယ်ဆိုတော့ကိုလည်းတပါးလဲရှောက်ထားပါတယ်ခင်ဗျာတစ်ဆက်တည်းမှာပဲကျွန်တော်တင်ပြလိုတာကတော့ညောင်ဦးငတ်တဲ့ရောက်မြို့နယ်အတွင်းအကြမ်းဖက်လှုပ်ရှားမှုအခြေအနေပေါ့ဗျာညောင်ဦးငတ်တဲ့ရောက်မြို့နယ်အတွင်းမှာအကြမ်းဖက်လှုပ်ရှားမှုအကြမ်းဖက်သမားတွေခိုးအောင်နေမှုကရှိပါတယ်အမနေ့ကပဲကျွန်တော်စီကိုပေးဖို့တဲ့တတင်းရဆိုရင် ဆယ်ရွာရဲ့မြောက်ဘက်တမာကားရွာမှာမနေ့ကတော့ဖရားပွဲလာဗာပွဲလဲတော့မတီးပေါ့ဗျာပွဲလဲတပင်ရှိတယ်မနေ့ကအဝင်နေ့ပေါ့အဲ့ဒီမှာ PDF တွေနဲ့အပေါင်းပါတွေကဒီတမာကားက PDF တွေနော်တမာကားရွာကန် PDF တွေကဆယ်ရွာသား PDF ပကံဘူချိုရဲ့တက်ရင်ငါဆိုတဲ့အဖွဲက PDF တွေကိုခေါ်ပြီးတော့အဲ့မှာစာဖတ်တောက်ပွဲတွေကျင်းပနေတယ်စင်သားမွေးရွာအနီးမှာ နေကြတယ်အဲ့ဒီဘကံဘူချိုရဲ့ PDF ဖွဲ့ကပေါ့ဗျာနော်စင်သားမွေးရွာနီးမှာနေကြတယ်အဲ့တော့ပြီးခဲ့တဲ့နှစ်ပတ်လောက်ကတော့ဆစ်ချောင်းရောက်လာတယ်တဲ့ဆစ်ချောင်းရောက်လာတဲ့အခါကျတော့ဗဒက်တွေကပုံးဆောင်နေကြတယ်အဲသူတို့ဆယ်ရွာသားထောက်ဖို့တယောက်လဲဖမ်းခံထားရတယ် PDF တွေကိုထောက်ဖို့လုပ်ပေးနေတဲ့ကောင်တော်ကောင်ကိုလည်းဖမ်းဆီးရမိထားတယ်ပေါ့ဗျာအဲ့တော့ဆစ်ချောင်းကပြန်သွားတဲ့အချိန်မှာအခုအကြံဖတ်သမားတွေပြန်ပြီးကတ်နေပြီအဲ PDF ထောက်ဖို့တကောင်ကိုဖမ်းဆီးတဲ့အတွက်ကြောင့်အခြားသူတွေ သူတို့ကိုထောက်ခံအားပေးခြင်းမရှိတဲ့သူတွေကိုဒလန်ဆွဆွဲပြီးတော့လောက်ချံမှုကြံစီနေပုံရတယ်ဒီလိုတတိမျိုးရတယ်ပေါ့ဗျာနော်ဒါကျွန်တော်ကဒီရောင်ဦးငတ်တယောက်မြို့နယ်အတွင်းဒီအကြောင်းဖတ်သမားတွေရဲ့လှုပ်ရှားမှုဖြစ်ပေါ်နေမှုအခြေအနေငတ်တယောက်မြို့ရဲစခန်းနဲ့ဒီအကြောင်းဖတ်သမားတွေလာရောက်လှုပ်ရှားမှုအခြေအနေတချို့ကိုဖော်ပြခဲ့ပါတယ်ကျွန်တော်ကတော့လောက်ချံဖန်ဒီဖော်ပြတာမဟုတ်ဘူးကျွန်တော်ကတတိပေးပို့တဲ့သူကလည်းလောက်ချံဖန်ဒီပေးပို့မဲ့အတန်းအစားတွေကမဟုတ်ဘူးပေါ့ဗျာနော် အဲကျွန်တော်အဲ့ဒီလိုတော့ရဲရဲတင်းတင်းပြောရဲပါတယ်အဒီအကြောင်းဖတ်သမားကိုနှိမ်နှင်းခြင်းမနှိမ်နှင်းခြင်းကတော့တာဝန်နဲ့လုံပိုင်ခွင့်ရှိသူတွေရဲ့အလုပ်ပဲဖြစ်ပါတယ်ပေါ့ဗျာပကံမျိုးပေါ်မှာလည်းအစုလိုက်အပြုံလိုက်တက်ဖြတ်မှုမျိုးခံခဲ့ရပါပြီရဲတဖွဲ့ဝင်2ဦးအသက်ခံခဲ့ရတယ်အဲ့ဒါခေါ်ဘကအဖွဲ့ဝင်9ဦးအသက်ခံခဲ့ရတယ်ဒီလိုအစုလိုက်ပြုံလိုက်တက်ဖြတ်မှုမျိုးတွေကြုံခဲ့ရပါပြီအကြံဖတ်သမားတွေအခြေပြုလှုပ်ရှားနေမှုကလည်းရှိပါတယ်ဒီမြင်းကြံတို့နထွေးကြီးတို့ဘက်ကနေဒီလိုရှင်းလင်းလိုက်တဲ့အခါမျိုးမှာလည်း အဲ့ဒီအကြံဖတ်သမားတွေဟာညောင်ဦးငတ်တယောက်နေထဲမှာပဲတွားပြီးတော့တင်းဆောင်စူဝေးနေကြခြင်းဖြစ်ပါတယ်ဆိုတာကိုတော့ကျွန်တော်တင်ပြလိုပါတယ်ဒါကတော့အကြံဖတ်လှုပ်ရှားမှုအခြေအနေနဲ့ပတ်သက်လို့ပေါ့ဗျာနောက်ထပ်နိုင်ငံရေးပိုင်းနဲ့ပတ်သက်လို့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့မနေ့ကရန်ကုန်ဘက်ကိုခရီးသွားတယ်ရန်ကုန်ဘက်ကိုရောက်ပြီးတော့နာနာနေနေနေကြတဲ့အခါမှာနေကြတဲ့အချိန်မှာပေါ့ဗျာနော်ဦးကိုကိုကြီးဦးဆောင်တဲ့တည်သူပါတီမှကိုယ်စားလှယ်တဦးက မဲဆွယ်စီယုံပြောဆိုတဲ့ရုပ်တံလေးတစ်ခုကိုကြည့်ရသူကအဲ့ဒီလူကတင်ကန်းညို့မြို့နယ်ပြည်သူလွှတ်တော်မဲဆန္ဒနယ်ကရှင်ပြိုင်မဲဥလွင်မြင့်တဲ့နော်ဥလွင်မြင့်ကဘာပြောလဲဆိုတော့သူတို့ကတော်လှန်ရေးမျိုးဆက်တယ်ဗျာတော်လန်ကြီးမျိုးသက်သူ့အဖေဆိုရင်လည်းမဆလာအစိုးရဘူးတော်လန်ငယ်လို့ထောင်းချင်းချင်းကြားခဲ့တယ်တဲ့သူကိုယ်တိုင်လည်းဥလင်မြင့်ကိုယ်တိုင်လည်းချက်ချက်ချင်းခေါင်းဆောင်တွေရဲ့နောက်မှာလိုက်ပါပြီးတော့အချင်းကြခံရတာမျိုးတွေရှိခဲ့ဘူးတဲ့ အဲသူကသူနဲ့တင်မပြီးပဲနဲ့သူသားပေါ့ဗျာသူရဲ့မျိုးဆက်ကိုပါဆက်ပြီးတော့ပြောတယ်သူသားကိုယ်တိုင်ဒီလဲ2021တော်လှန်ရေးမှာပါဝင်ပြီးတော့မကြသေးခင်ကမှထောင်ကလွတ်မြောက်လာတာပါတဲ့နော်ကျွန်တော်ကမဆလာခက်လဲမမီဘူးအဲ88မှာလဲကျွန်တော်တို့ကတားပေါက်ရွယ်လေးပဲရှိသေးတယ်ကျွန်တော်ထားလိုက်တော့သူတို့က88ကိုတော်လှန်ရေးလို့ခေါင်းစဉ်တက်မဆလာဟုတော်လှန်ရေးလို့ခေါင်းစဉ်တက်ရပြီဒါပေမဲ့ဒီ2021ကိုတော့တော်လှန်ရေးလို့ခေါင်းစဉ်တက်လို့မရဘူးလေဗျာ2021အကြမ်းဖက်လှုပ်ရှားမှု NLD နဲ့ဆက်ဆက်ရှိခေါင်းဆောင်တွေဥဆောင်ပြီးလှုပ်ရှားတဲ့အကြမ်းဖက်လှုပ်ရှားမှုအပြစ်မဲ့ရဟန်းရှင်လူပြည်သူများကိုတပ်ဖြတ်တဲ့လှုပ်ရှားမှုအဲ့ဒီအထဲမှာပြည်သူပါတီကဥလွင်မြင့်ရဲ့တားကိုယ်တိုင်ကပါနေတယ်။ပါခဲ့လို့ထောင်ကြခဲ့တယ်ထောင်ကပြန်လွတ်တာမှကြသေးဘူး။အဲ့ဒါကိုတော်လှန်ရေးပါလို့ရွေးကောက်ပွဲဝင်မဲ့ကိုယ်တည်းလောင်းတူကဂုံစာပြီးတော့ပြောနေတယ်။အဲ့ဒီလှုပ်ရဲအဲ့ဒီပြောဆိုမဲဆွယ်စည်းရုံးမှုကဥပဒေနဲ့ညီသလားမညီဘူးလားကျွန်တော်တက်ဆိုင်ရာ UEC ကိုမေးမြန်းထားပါတယ်။ နော်အဲ့ဒီလိုသားဂုံစာပြီးပြောကြည့်ဆိုရင်အဲ့ဒီမှာ NLD ကနေရွေးကောက်ပွဲဝင်လာတဲ့တတိပုဂ္ဂလတွေတခြားပါတီအဖွဲ့အစည်းတွေကဝင်လာတဲ့ဟာတွေကအဲ့ဒီလိုဂုံစာပြီးတော့ဒီလူလူကိုဂျင်းထဲအောင်မှာပေါ့အဲ့ဒီလိုဂျင်းထဲလို့ရာကြီးလာအကြမ်းဖက်လှုပ်ရှားမှုကိုတော်လန့်ရေးလို့ခေါင်းစဉ်တက်ပြီးပြောလို့ရာကြီးလာတက်ဆိုင်ရာတာဝန်ရှိသူများဆုံးဖြတ်ပေးပါပေါ့ဗျာကျွန်တော်တို့ကတော့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေမဟုတ်တဲ့အတွက်ဒီလိုပဲမေးခွန်းထုတ်ပါတယ်အဲ့ဒီနေ့ကောင်းလို့တင်ပြလို့တာကတော့ ဒီလောက်ပါပဲဗျာအကြံဖက်လှုပ်ရှားမှုတွေကလည်းရှိနေသေးသေးတိုင်းပြုတ်ပြည်ပြုတ်ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ပုံကူတွေကလည်းအကြံဖက်လှုပ်ရှားမှုကိုတော်လှန်ရေးပါလို့ခေါင်းစဉ်တက်ပြီးမဲဆွဲနေကြတယ်ဒါလေးတွေကိုပြည်သူအများသတိထားကြဖို့ဆွေးနွေးတင်ပြရင်းနဲ့ညီကုန်းချုပ်ပါရယ်ဗျာအလုံးကိုကျေးဇူးတင်ပါတယ်နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မြစ်တာရက်ခံပေးရစေရှင်နောက်အစီအစဉ်မှာပြန်တွေ့ကြမယ်နော်